မင်္ဂလာပါရှင် be peaceful channel နေပြီးတော့မှပြန်လဲကြိုဆိုပါတယ်ရှင်ကပ္ပာသူကပ္ပာသားပေါင်းအလုံးကျမ်းမာကြပါစီချမ်းသာကြပါစီနှလုံးစိတ်ဝမ်းအေးချမ်းကြပါစီကပ္ပိအပေါင်းမှလည်းကျင်းဝေးကြပါစီလို့ဥစွာပထမဆုတောင်းမေတ္တာပို့တာပါတယ်ရှင်အခုကျမက ရင်နဲ့အမျှခံစားရတဲ့အဖြစ်ပြက်အမှန်ဇလန်လေးတစ်ပုဒ်ကိုညဝေချင်ပါတယ်ရှင်။ခေါင်းစဉ်လေးကတော့အရန်ချစ်ပေမဲ့လေ tree bite နိုင်ဆိုင်ခွင့်မရခဲ့တဲ့သူဆိုတဲ့အမ်ဇလန်လေးတစ်ပုဒ်ပါရှင်။ဂျမကပထမကိုဝင်ရပြီးတော့ဒုတိယကိုဝင်ကိုမယူချင်ပေမဲ့အမျိုးသားက သူကတားရောက်ကြလေးတယောက်တော့မွေးပေးပါလားမိမရေတဲ့။ नो မဟုတ်ဘူးဆိုလို့ရှိရင်တဲ့သူရဲ့မျိုးရိုးပြုတ်သွားမှာပေါ့တဲ့။သူမျိုးဆက်မရှိပဲဖြစ်လိမ့်မယ်တဲ့။ဆိုတော့ခဏပြောတယ်ကျမကခဏခဏတောင်းဆိုတယ်။သူကနိုင်ကနေမကောင်းနေတဲ့လူလေးကင်ဆာရောဂါကိုကုထားတဲ့လူ။ကျမကသမီးကိုမွေးပြချိန်မှာသူ့ရောဂါကိုကိုကကုပေးနေရတော့ ကွာအဲ့ဝေဒနာကိုထပ်မခံစားကျွန်တော်မယူချင်ဘူးဒါပေမဲ့သူ့လည်းတနာတယ်ကျမတို့မိမတွေကမကောင်းဘူးလေဘာဖြစ်လို့ဆိုတော့စိတ်ကြော်တယ်တနာတက်တယ်ဒါကြောင့်မို့ယောက်ျားကိုအလိုလိုက်ပြီးတော့မှယူလိုက်ပါလေအော်ကိုယ်ဝင်ရှိလာပြီဆိုတဲ့ခါကျတော့သူအရန်ဝမ်းသာသွားတာပြီးတော့စိတ်ထဲမှာပီတိဖြစ်မိပါလေ ။ "तू ว่าต้ายောက်จ้าลีหลูชินเลยสรเนาะจม้ามีไล่ไปกูหวนย่าတော့ဒီกูหวนอ่ะต้ายောက်จ้าลีผิดมั้ยสรเตชาหลูล่ะลูก तू มีတော့ว่า तू ดีเด้เอ้อล่ะตาเบ้เด้เตชาเด้เอเน่จม้าแลบ่ามาไม่ပြောတော့ปอเนาะ กูอ่ะอัลตราซาวด์เนี่ยย้ายผู้เฉยไม่ยောက်ไปတော့บ่ามาไม่ပြောอ๋อကုန်ရှိပြီးတော့မှကလကြော်ကြော်လေးပဲရှိပါသေးတယ် သူ့ရဲ့ကင်ဆာရောဂါပြန်ဖြစ်ပြန်ရောနှာခေါင်းကနေတွေးတွေရှာနေဆိုတော့ကျမအနေနဲ့အရန်စိတ်မကောင်းဖြစ်ရတယ်။ဒါနဲ့ပဲဆရာဝန်ပြလိုက်ဈေးရောက်တက်လိုက်ကုလိုက်နေပေါ့နော်။ကျမကိုယ်ဝန်လေးလာရောက်တော့အာထွာဆောင်ပါရိုက်ကြည့်တဲ့အခါမှာတားယောက်ျားလေးဆိုပြောမှတည်လဲတည်ရော။သူအရန်ဝမ်းတာတယ်။ သူဝါနာနဲ့မျက်နှာလေးကိုကြည့်ပြီးကိုလည်းပီတိဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ cancer ဝဲတဲ့ယောဂါကပို့ပို့ပြီးဆိုးလာတယ်။နားအနောက်ကနေပြီးတော့မှအကျိတ်အလုံးအခဲကြီးပေါ့နော်။အဲဖပြုတ်လို့ပဲအကျိတ်ကြီးရနားအနောက်မှာကတ်နေတာ။အနေဆရာဝန်တွေကဒါခွဲရမေးတဲ့။ဟုတ်ပြီခွဲရမယ်ဆိုလို့ရှိရင်လူနာဖက်ကနေပြောမှာ ဘလောက်ပတ်စံတန်ရှိမှလေအဲကျမတို့ဘလောက်မျောလင်းချက်ရနိုင်မှလဲမီးတော့ဆရာဝါပါပြန်ပြောလေဆိုတော့လုံးဝအမခံချက်သက်သက်မှမပေးနိုင်ပါဘူးတဲ့ on the spot ဖြစ်လဲချက်သွားမေးတဲ့ဆိုတော့ရင်ထဲမှာလေးတော်တော်ရခံစားရတယ်ဘာလို့ ਆ မှလည်းမသိဘူးအဲ့နဲ့သူ့ဘက်က မိပါဆွေမျိုးကိုဖက်ကမိပါဆွေမျိုးအတိုင်းဝိုင်းတွေကိုအလုံးတိုင်မြင်ကြတော့သူ့အကိုကတေးုပ်ပြီးမှရှိတယ်။တေးုပ်ပြီးလာကိုဖို့ခေါ်ရောအဲ့နဲ့တေးုပ်ပြီးတော့လည်းမသွားချင်ဘူးမိမမပါတော့ကိုကလည်းကိုဝင်ငါလာဘာလို့ရမှန်းလည်းမသိဘူးဒီဘက်မှလည်းဆိုင်ကတစ်ဖက်ဈေးဆိုင်ဖွင့်လာတော့ဈေးဆိုင်ကိုလည်းလွယ်လို့မရသေးဘူး ဘာလို့ကမှမသိတဲ့အခါကျတော့သူတယောက်တည်းပဲကွာလွတ်လိုက်တယ်။သူလွတ်လိုက်ပြီးမှသူတယောက်ပြီးမှသွားကိုယ်တယ်။ရှစ်လလောက်ကြာတယ်။ရှစ်လကြာပြီးတော့မှနောက်ဆုံးကျမစီပြန်ရောက်လာတော့ကုလို့မရတော့တဲ့အဆင့်ဖြစ်သွားတယ်။ရေဖြင်းဆွဲပြီးတော့မှကျမစီပြန်ရောက်လာတယ်။သူ့ရဲ့နှာခေါင်းကင်ဆာက အသေးအထိရောက်သွားလို့တဲ့။ အလွန်ဆုံးခံတုံးလာပဲတဲ့သူတယောက်ကဆရာဦးကပြောလိုက်တယ်ကျမလေးခလေးရလဲမွေးပြီးတော့မှ3လလောက်ပဲရှိသေးတယ်ရှင်ထဲမှာလေးဘလို့ခံစားအမှန်မသိဘူးခံစားတတ်တဲ့လူကတော့ကိုချင်းစာပြီးခံစားတတ်မဲ့ထင်ပါတယ်ခလေးကိုလေးတယောက်ထဲမွေးရတယ်မွေးပြီးခလေး3လပဲရှိသေးတယ်ပြန်ရောက်လာတော့ တကယ်ကိုနောက်ဆုံးလူတယောက်အနေနဲ့ပြန်ရောက်လာတယ်။ဒါပေမဲ့သူ့ရဲ့နောက်ွယ်မှာမတိအောင်ပဲငိုခဲ့တယ်။ရှေ့မှာအားပေးခဲ့တယ်။သူကိုယ်တိုင်လည်းသူ့မိမအားငယ်မှာဆိုလို့အားပေးရှာတယ်။သူနေကောင်းရင်ဘယ်ဟုသွားမယ်ညာဟုသွားမယ်အဲ့လိုအားပေးရှာတယ်။ဒါပေမဲ့သူအားပေးပေမဲ့လည်းသူကိုယ်တူတော့သူတိနေမယ်လို့ကျမထင်တယ်။သိမ်ကောင်းမှု အဲ့ဒါနဲ့ပဲကျမစီရောက်လာတော့45ရက်ပဲကြာပါတယ်သူတိတ်ချစ်တဲ့သူရဲ့မိသားစုသူတိတ်လို့ချင်ပါတယ်ဆိုတော့သူ့သားကိုထားသွားတယ်သူတမီးနဲ့တော့သူ၃နှစ်လောက် နေခဲ့ရပါတယ်ဒါပေမဲ့ဒီသူ့သားနေကြတော့သူ 3မိနစ်တောင်သူသူ့ပေါင်ပေါ်သူတင်ပြီးသူမချီနိုင်ခဲ့ဘူးသူနမ်းဖို့လဲသူစိတ်မပါခဲ့တော့ဘူးသူတိတ်လို့ချင်လို့ကျမကိုယူခိုင်းတာတကယ်တမ်းသူရလာတဲ့ခါမှာသူမှထွေးလဲမထွေးပိုင်နိုင်ဘူးနမ်းလဲမနမ်းဆိုင်နိုင်ဘူးဒီကလေးကိုမြတ်တာလဲမပေးနိုင်ဘူးဆိုတော့သူရင်ထဲမှာဘလောက်ခံစားနေရမလဲ သူကိုနိုင်ကသိတ်လို့ချင်တဲ့အရာမှာမရပါတော့သူစိတ်ဖြောက်သွားပါမလားမိဆွေတို့လည်းကိုသိတ်လို့ချင်တဲ့အရာတခုမရပါရင်ဘာဖြစ်သွားမလဲဘလို့ခံစားရမှာလဲကျမရဲ့ဒီဇလန်းလေးကိုနားထောင်ပြီးတော့မှဘလို့ခံစားရလဲဆိုတာကျမကိုပြန်လဲပြီးတော့မှအမြဝေပါအောင်နော် အားလေးအပ်ပေးပါအောင်ကျမလိုပဲဒီလိုခံစားချက်မျိုးဘယ်တော့ပဲသူပဲကာမမခံစားကြရပါစီနည်းလို့ဆုတောင်းပါတယ်ကျမအမျိုးသားလိုပဲသူတိတ်လှူခြင်းတဲ့အရာကိုဘာမှမပိုင်ဆိုင်ရဘူးဘာမှမချစ်ခွင့်ရလိုက်တဲ့အဖြစ်မျိုးကိုလည်းဘယ်သူမှမကြုံရမတွေ့ရပါစေနဲ့လို့ဆုတောင်းမေတ္တာ ပို့တာပါတယ်ရှင်အားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်